တရားတင်ဆုံတဲ့ဇမအူတို့ကွလွန်သွားခဲ့ရတဲ့အဓိကအကြောင်းရင်းကိုစကားအဖြစ်ဖန်တီးတော့မဲ့စစ်နိုင်သေးဟာဦးတရားတင်ဆုံတဲ့ဇမအူတို့ကအနုပညာလောကထဲမှာအကယ်ဒမီဆူရထားတဲ့ဇနီးမောင်နှံဖြစ်ကြပြီးနှစ်ယောက်စလုံးကနှစ်အနည်းငယ်သာခြားပြီးတော့ကွလွန်သွားခဲ့ကြတာပါရှင်ကွလွန်ချိန်မှာတာသမီနှစ်ယောက်ကျင်းခဲ့ပြီးတာဖြစ်တဲ့စစ်နိုင်သေးဟာဦးကတော့တယောက်ဆောင်တယောက်ဖြစ်ဖို့အတွက်ကြိုးစားနေပါတယ်စစ်နိုင်သေးဟာဦးကအနုပညာလောကထဲကမိတ်ဆွေတွေနဲ့အရင်းနှီးလာတဲ့အချိန်မှာစကားတကားရိုက်ဖို့အတွက်စိတ်ကူးရသွားပါတယ်အဲ့ဒါကတော့တရားတင်ဆုံတဲ့အိမ်အကူဖြစ်တဲ့ခမမြင့်တို့ရဲ့အကြောင်းကိုစကားဖြစ်ပြန်လဲရိုက်ကူးဖို့ဖြစ်ပါတယ် ။တရားတင်စုကို2018ခုနှစ်ကခမမြင့်ဆိုတဲ့အိမ်အကူကမတော်မတရားလုပ်ပါတယ်ဆိုပြီးတော့ဆွတ်ဆွဲခါတိုက်ခါချခဲ့ပါတယ်။ဒီတရင်ကတော့ဟိုလီတကျော်ဖြစ်သွားခဲ့ပြီးတရားတင်စုလည်းရှောင်တိန်နေခဲ့ရပါတယ်။ဒီတရင်ကြောင့်မင်းသမီးကြီးဇမအုပ်လည်းစိတ်ထိခိုက်သွားခဲ့ပြီးကျမ်းမာရေးမကောင်းတော့ပါဘူး။တရားတင်စုကနှလုံးရောဂါအခမ်းရှိပြီးဒီလိုဆွတ်ဆွဲချက်တွေကြောင့်ရှက်ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ခမမြင့်ကတရားတင်စုကိုနမက်ပြက်စီခြင်းနဲ့စိတ်နဲ့ဆွတ်ဆွဲတဲ့အကြောင်းအဖြစ်မှန်ပေါ်ပေါက်လာခဲ့ပါတယ်။အိမ်ကခမမြင့်ကလေးလေတိုင်တန်းနေဆိုတာကိုတနိုင်ငံလုံးကသိသွားခဲ့ကြပြီးအိမ်ကခမမြင့်က 2020ခုနှစ်မှာတော့ထောင်နဲ့ခုနှစ်နဲ့ကြာခံခဲ့ရပါတယ်။ဒီအမှုမှာပါဝင်ခဲ့တဲ့ပွဲစားအမျိုးသမီးကလည်းထောင်နဲ့၅နှစ်ကြာသွားခဲ့ပါတယ်။တရားတင်ဆိုကအပြစ်မရှိကြောင်းသိပေမဲ့လည်းဂုံတိတ်ခါနဲ့ပတ်သက်ပြီးဆွဆွဲခံရတာကြောင့်အရန်ရှက်ခါအပြစ်နာမထွက်ရခဲ့ကြပါဘူး။ ။ဒီကိစ္စကနေရခဲ့တဲ့ရောဂါတွေကြောင့်တရားတင်ဆိုလို့ဇနီးမောင်နှံလည်း၈၀နောက်ဆင့်ကွယ်လွန်သွားခဲ့ရပါတယ်။ဒါကြောင့်စစ်နိုင်တရားဥရောမောင်မကအဖေရောအမေရောဆုံရှုံခဲ့ရပြီးတော့ဘယ်တော့မှပြန်အစားထိုးလို့မရမဲ့ဆုံရှုံမှုကြီးတစ်ခုဖြစ်သွားခဲ့ရပါတယ်။အခုတော့တရားတင်ဆိုလဲကွယ်လွန်သွားပြီဖြစ်ပေမဲ့တားဖြစ်တဲ့စစ်နိုင်တရားဥကဒီအကြောင်းကိုပြန်လဲရိုက်ကူးသွားတော့မှာပါရှင်။ သူ့အဖေကလူမှုရေးကိစ္စနဲ့ပတ်သက်ပြီးအရှုပ်ရှိမရှိခဲ့ပဲယူသားခဲ့သူဖြစ်တဲ့အကြောင်းအားလုံးကိုသိစေချင်တာဖြစ်တယ်လို့ဒုက္ခပေးမဲ့အရင်ကူတွေကလည်းရှိနေတဲ့အကြောင်းပြညာပေးချင်တာဖြစ်ပါတယ်။ဒါကြောင့်စစ်နိုင်တရားဦးကသူ့အဖေကြုံခဲ့ရတဲ့အဖြစ်ပြက်ပေါ်မှုကြည့်ပြီးတရုတ်ဆောင်တွေနဲ့ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ခမာမင်းရဲ့နေရာမှာတော့ခိုင်စာသွေးကတရုတ်ဆောင်သွားမှဖြစ်ပြီးတရက်တင်ဆိုးနေရာမှာတခြားမင်းသားတယောက်ကတရုတ်ဆောင်သွားမှဖြစ်ပါတယ်။စစ်နိုင်တရားဦးကသူ့အဖေရဲ့ယူသားမှုကိုပြသချင်တာကြောင့်ဒီဇက်ကားကိုရိုက်ကူးချင်တာဖြစ်ပေမဲ့ဒီလိုဇက်ကားကိုလုံးဝမရိုက်သင့်ဘူးလို့လည်းအကြံပေးနေကြပါတယ်။မဟုတ်မမှန်ဆွဆွဲတဲ့ခမာမင်းကလည်းသူ့ရဲ့အပြစ်အတိုင်းကြခံသွားပြီဖြစ်ပြီးကိုလွန်သွားသူရဲ့ဂုဏ်သိက္ခာကလည်းရှိနေသေးပါတယ်။ကိုလွန်သွားတဲ့အဖေကိုနာမည်ပြအောင်လုပ်သလိုဖြစ်နေပြီးမရိုက်သင့်တဲ့အကြောင်းခမာမင်းကစစ်နိုင်တရားဦးကိုပြန်လည်တရားစွဲလို့ရတဲ့အကြောင်းဥပဒေနားလည်တက်ကြွသူတွေကအကြံပေးကြပါတယ်။ ်စစ်နိုင်တရားဦးကတော့သူတက်တဲ့ပညာနဲ့သူ့အဖေယူသားခဲ့ကြောင်းပြသခြင်းနေပါတယ်။အချိန်နဲ့ကြာသွားလို့လူအများကမိသွားနိုင်ပြီမဲ့လေအမှန်တရားကိုတော့ကျင်းစေခြင်းနဲ့ဆန္ဒရှိနေပါတယ်။အမှုမှန်ကပေါ်လာပြီမဲ့လေယူယူသားသားနေထိုင်ခဲ့တဲ့မိဘတွေကတော့ဒီစိတ်နဲ့ပဲကွန်လွန်သွားခဲ့ရပါတယ်။ဒါကြောင့်တတိယအနေနဲ့တော်လိုင်းမြင်သားကြီးတရားတင်ဆိုမှာအပြစ်မရှိတဲ့အကြောင်းစကားတကားအဖြစ်ရှိနေစေခြင်းနဲ့ဆန္ဒရှိနေပါတယ်။ ်စစ်နိုင်တီဟာဦးကိုရိုင်းကလည်းတယောက်ဆောင်တယောက်ဖြစ်ဖို့ကြိုးစားနေပြီမေသူရဲ့ရုပ်ရည်ကိုကြည့်ပြီးတော့မဖြစ်နိုင်တဲ့အကြောင်းပြောနေကြပါတယ်မင်းသားတယောက်ဖြစ်ဖို့အတွက်ရုပ်ရည်ခန္ဓာကိုယ်အချိုးအစားတွေကလည်းပြည့်စုံအောင်မှာဖြစ်သလိုအမှုပညာဝန်ဆောင်လည်းပြည့်စုံဖို့လိုအပ်ပါသေးတယ်။နိုင်ငံသားမှလည်းရုပ်မချောတဲ့သူတွေကမင်းသားဖြစ်နေတာကြောင့်စစ်နိုင်တဲ့ဟာဦးကတော့အမလျှော့ပဲအကယ်ဒမီစုရအောင်စူးစမ်းတော့အောင်မှာပါရှင်။စစ်နိုင်တဲ့ဟာဦးကနောက်ပိုင်းမှာတော့အကယ်ဒမီနဲ့တင်မကျင်းတဲ့ပဲအော်စကာစုကိုပါရအောင်မှန်ထားသေးပါတယ်။ ဖခင်ဖြစ်တဲ့တိဟတင်ဆိုကြုံတွေ့ခဲ့ရတဲ့အကြောင်းကိုစကားအဖြစ်ပြန်လည်ရိုက်ကူးသွားမယ်ဆိုတဲ့စစ်နိုင်တိဟုပ်အပေါ်ပြည်သက်ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်